အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and life ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လေပြီးတော့ကြည့်ဆိုလိုက်ပါတယ်အဲ့ဒါကျွန်တော်ဒီနေ့နေ့လေမှာတော့ဒါကျွန်တော်ဒါမပြောတာလည်းသိသူများရဲ့တော်တော်များလည်းပြောတယ်ဗောနိုင်ငံသင်းနဲ့ပဲကျွန်တော်နိုင်ငံသင်းနဲ့ပဲကျွန်တော်လည်းဒါအခုနောက်ပိုင်းမှာဒါပွင့်လေပြောဆိုပဲကိုလည်းဒါကျွန်တော်တို့မီတိုင်းဗောနော်မီတိုင်းတော့မဟုတ်ပါဘူးဒါကျွန်တော်တို့ ညဘက်ကျရင်တော့ကျွန်တော်ဘောလုံးပွဲတွေရှိတဲ့အချိန်ကျရင်ကိုကိုရိုင်းလက်တာတည်တည်ချာချာလေးမရှိတဲ့အချိန်ညာကိုကိုလိုင်းကောင်းကောင်းမွန်အိတ်ချင်လို့ဆိုတော့ဒါကျွန်တော် international ပွဲတွေတော့ကျွန်တော်မကြည့်ဖြစ်ဘူးเนาะဒါကြောင့်မို့လို့ကျွန်တော်ပွဲပြီးသုံးသက်ချက်လည်းကျွန်တော်မလုပ်ဘူးဒါပေမဲ့ဒါကိုနဲ့ပတ်သက်ပြီးဒါလက်ရှိမှာကျွန်တော်ကတော့လူတော်များတည်ချင်မှတည်မှာကျွန်တော်ဒါအင်္ဂလန်တော်တော်လေးသဘောကျတယ်အင်္ဂလန်အားပေးတယ်ဗောဗျာနိုင်ငံသေးနေမှာဒါကိုမြန်မာအမှန်တမ်းပြောကိုမြန်မာနိုင်ငံကဖြစ်မရှိတော့ဒါကျွန်တော်အင်္ဂလန်နိုင်ငံသွားအားပေးရတာဗောနော်လက်ရှိအနေထားအဲ့လိုပုံစံအဲ့တော့ လက်ရှိနောက်ဆုံး update သတင်းတွေရာနောက်ဆုံးသွားနေတဲ့ပုံစံဒီအရာဟိုလက်ရှိအနေထားရပါဘောเนาะအဲ့ဒါကဘာလဲလို့ကျွန်တော်ပြောပါဆိုရင်တော့အင်္ဂလန်ရဲ့လက်ရှိအခြေအနေပဲအင်္ဂလန်သိတဲ့ခုလက်ရှိမှာတော့ကျွန်တော်တို့သိတော့ဘောเนาะတော်မတ်ဆူချဲစကင်ပြီးရဲ့လုံးဝတပွဲမှာမရှုံးသေးဘဲနဲ့ တော်တော်လေးကိုကြည့်လို့ရှုလို့ကောင်းတဲ့ဒါကျွန်တော်တို့ဟိုအချိန်လေးတစ်ခုရောက်နေကြတယ်ပေါ့နော်။သောမက်ဆူချာရတာကျွန်တော်ခုနပြောသူပဲဒီလိုဒါကျွန်တော်တော်နမန့်ဥစားဒီမှာဆိုရင်တော်တော်လေးကိုမိုက်တဲ့ဒါကျွန်တော်တို့ခြေစွမ်းတွေကိုအမြဲတမ်းလူလူပါဝင်နေတာကိုတွေ့ရမယ်တော့။အဲ့တော့ပြောချင်တာကခုနကသောမက်ဆူချာကဒါကျွန်တော်တို့တပွဲတူးတွေမှာဆိုရင်ဒါတကယ်ကိုအကောင်းဆုံးလုပ်ပြထားနိုင်တဲ့ဒီပြတဲ့ဆိုပြောစရာမလိုဘူးပေါ့နော်။ဒါကျွန်တော်တို့ဒါမမတ်ရတာသောမက်ဆူချာအနေနဲ့ဒါအမြဲတမ်းလူလူပါသူရောက်တဲ့နေရာတွေမှာသူအမြဲတမ်းလုပ်ပြခဲ့တဲ့ Chelsea squad နဲ့လေဒါကျွန်တော် Champions League ပြီ။အဲ့တော့သောမက်ဆူချာဒါကျွန်တော် England အသင်းကို စတင်ပြီးနေရာယူတဲ့အချိန်မှာကျွန်တော်တို့ကဒါအမှန်တိုင်းပြောဆိုဘာမှတောက်သိမ့်မရှိဒါပေမဲ့ပြဿနာကပဲလက်ရှိမှာအင်္ဂလန်ဒါဝင်ပြိုင်နေရတဲ့ပွဲစီတွေအကုန်လုံးကတော်တော်လေးကိုခက်ခဲတဲ့အနေထားတွေကြီးပဲရှိတဲ့ပွဲစဉ်တွေပေါ့နော်ဒါကြောင့်လက်ရှိကလပ်တင်းဒီလိုမှလက်ရှိမှာစပါတင်းလိုဒါချန်ပီယံလိခက်လို့ယူရိုပါလိဝင်ပြိုင်မယ်ဆိုပြီးတော့တော်လို့မရဘူးလက်ရှိမှာဒါအင်္ဂလန်မှာဒါဝင်ပြိုင်နေဆိုတာဒီအကုန်လုံးကဒါကျွန်တော်တို့ယူရိုတို့လက်ရှိမှာဒါကျွန်တော်တို့ကမ္ဘာဖလားတို့အဲ့တော့ ိုးတင်တာဗျာဒါခမရတို့ပြောရင်တော့ခမရတို့ယုံကြည်မှယုံလိမ့်မယ်ဒါမှမဟုတ်ဒါဟာတကယ် reality တစ်ခုပဲအဲ့ဒါကဘာလေးလို့ကျွန်တော်ကိုပြောပါဆိုရင်တော့ တကယ်အကြီးဆုံး reality တွေကကျွန်တော်အသင်ကျတော်တန် hospital အသင်းကိုတော့ကျွန်တော်ဖလားနှစ်ကြိမ်ရဘူးတာမြင်ပြီးတော့ကျွန်တော်ဒီအသက်ရွယ်ဒီအင်္ဂလန်ကျွန်တော်ဖလားရတာတကြိမ်မှမမြင်ခဲ့ဘူးเนาะဒါကျွန်တော်လက်ရှိရှေ့ကနီးပြတာကျွန်တော်တို့ grad socket ခက်မှာတော့တော်တော်လေးကိုနီးဆက်ခဲ့တဲ့ moment တွေရောက်ခဲ့တယ်ဒါကျွန်တော် euro so final နှစ်ကြိမ်ရောက်ခဲ့ကမ္ဘာဖလားလိုက်တာကျွန်တော်အတိုင်းတာတစ်ခုထိကောင်းခဲ့တဲ့အနေထားမှာရှိခဲ့တာကိုတွေ့ရမယ်တဲ့မှာပါတယ်တူပေမဲ့တော့ညလေတကယ်တည်းနင်လားငါလားဟိမူမဲ့မှာဆိုရင်တော့ဒါရှိမှာခုနကပြောဆိုတော့တော်တန်ဟော့စပါတင်တာကျွန်တော်ရတာချားတော့အတင်းတာဖလားရရင်ရတော့လေလက်ရှိမှာဒါကျွန်တော်တို့ အင်္ဂလန်တင်းကဘလားမရသေးဘူးအဲ့တော့ဒါဒီသားမှာဒီဒီဘိုင်းတော့ကျွန်တော်နေတာအင်္ဂလန်မနီးယားဆိုတာအင်္ဂလန်ပွဲလာတာစောပါတယ်ကျွန်တော်ကဒါမနီးယားအခုလေဒါခမဲတို့ဒါပုံလေးပြော ဒီ view နဲ့ဒီ channel ဒီပုံစံမျိုးနဲ့ဒါကျွန်တော်မြင်ရတာဒီကတော့နောက်ဆုံးဖြစ်ဖို့များသွားပြီ။ဘာလို့လဲဆိုတော့လက်ရှိမှာကျွန်တော်အိမ်ပြန်ပြောင်းတော့မှာပေါ့နော်။ father mother လည်းကျွန်တော်မရှိတော့ဆိုတော့ကျွန်တော်တယောက်တည်းပဲဖြစ်သွားပြီဆိုတော့ဒီကြောင့်မလို့ကျွန်တော်အနေနဲ့ဒါအရင်အိမ်ကလေးကိုပဲကျွန်တော်ပြန်ပြောင်းတော့မှာပေါ့နော်။အဲ့လက်ရှိမှာဒီအိမ်ကြီးဆိုတော့ကျွန်တော်တယောက်တန်ရှင်းတွေပါလေမနိုင်ဘူးပေါ့နော်။အကျွန်တော်လေးပြောပြတာ။ဒါကြောင့်ခုနကပြောလို့ပဲမင်းကဘာစကားပြီးပြောပြမှီဆို football channel ကူတန်း football and live ပါဆိုမှနာမည်ကူတန်းမှာ live ထည့်ထားတာတော့မှဒါဆောက်ပြောတာခါကြရင်ခံအမ်းသိတယ်ပေါ့နော်။ဒါပါ။လက်ရှိမှာဒါကျွန်တော်တို့ Tottenham Hotspur အသင်းတောင်မှာကျွန်တော် န်လက်ရှိမှာဒါပူပူလောလောမနစ်ကဒါကျွန်တော်တို့ယူရိုပါလီရသွားခဲ့တယ်။ဒါပေမဲ့အင်္ဂလန်အသင်းရဲ့လက်ရှိအခြေအနေကိုအင်္ဂလန်အသင်းမှာတော့လူစည်ရင်းနဲ့ပတ်သက်ပြီးတော့အမြဲတမ်းဘယ်တော့မှဆိုတော့ကျွန်တော်အားငယ်ရတယ်ဆိုတော့ပုံစံမျိုးမရှိဘူး။ဒါကျွန်တော်တို့အလေလက်က စပြီးတော့ကျွန်တော်စောက်ရမ်းကောင်းတဲ့ကစားသမားတွေဆိုလည်းအများကြီးအများကြီးရှိတယ်ကစားသမားတွေပတ်သက်ပြီးတော့အင်္ဂလန်မျိုးဆက်ကတော့အမြင့်နဲ့တာကျွန်တော်ကန်ကောင်းရတယ်မှာပါတယ်ဒါဝုန်းတိုင်းစောက်ရဲဒါ high ဖြစ်စရာမလူတဲ့အချိန်ဒီမျိုးမှာတော့မှကစားသမားတွေက at least ဒါတော်တော်လေးကိုအဆင်ပြေနေမှာနော်ပြဿနာအင်္ဂလန်ရဲ့ပြဿနာပါလေဆိုတော့ဒါခါကျခုနကပြောဆိုဆရာများကြီးတားသိမ့်နေတဲ့ moment တွေကိုဒါအမြင်နဲ့တွေ့ခဲ့တယ်ဒါအရင်ခေတ်တွေတော့တရားတရားမတဲကြဘူးအခုလက်ရှိမှာကစားသမားတရားတရားတဲ့သွားတဲ့အချိန်မှာကျတော့လေနီးပြတာ grass sock ကြီးလိုနီးပြမှုနဲ့အင်းနေနေဖြစ်တော့အခုလက်ရှိမှာဒါကျွန်တော်တို့ဘာမှပြောလို့မရ reason ပြလို့မရတော့ဘူးပြောပြောမယ်ဆိုရင်တော့ဒါကစားသ မားလူစင်းလဲတောင်းနဲ့တိုက်စစ်မှုမှာလက်ရှိမှာဒါအကောင်းဆုံးဆိုတဲ့ကောင်းပေဆိုတဲ့ဒါ Harry Kane လို့ကစားသမားမျိုးရှိတယ်။ခံစစ်ပိုင်းမှာဒီနောက်ပိုင်းနဲ့မှာဒီနှစ်မှာနည်းနည်းလေးအားနည်းတယ်လို့ဆိုပေမဲ့မဆိုးဘူးလို့ပြောလို့ရတဲ့ကစားသမားတွေရှိလာခဲ့တယ်။ Queen Level မှာလက်ရှိမှာ Declan Rice တို့လို့လက်ရှိမှာတက်ဆာပြူတယ်ဒါ Elio Anderson တို့လို့ဒါကျွန်တော်တို့ Watson တို့လို့ကစားသမားမျိုးတွေလည်းအများကြီးရှိတယ်။ကိုကျွန်တော်မနေ့ကအင်္ဂလန်နေရာအင်္ဂလန်တင်းတဲ့ပတ်တိုင်ပေါ်လူတော်များတိတ်ပြီးကျွန်တော်တို့မနေ့က Pickford ကိုလူတော်များသဘောကျရင်ကျွန်တော် Jordan Pickford ကိုကျွန်တော်အတွက်ကပေါ့နော်အင်္ဂလန်လူအသင်းမျိုးနဲ့ပုံစံမျိုးဒါကျွန်တော်တို့လက် c 吧。 အဲ့တိတ်ပြီးတော့ height မဖြစ်ဘူးလို့မြင်နေတာဂိုးသမားနေရာကလွင်အင်္ဂလန်ကတော်တော်တန်တဲ့နေရာအကုန်လုံးကကန်ကောင်းနေကန်ဆယ်ဘိုင်းမှာလည်းဆိုရတာကျွန်တော် prime time ကစားသမားတွေကိုင်း fullback မှာဆိုလက်ရှိမှာ rec jane တို့ဘာလို့ဒီလိုကစားသမားမျိုးတွေရှိတယ် trend လူကစားသမားမျိုးတွေရှိတယ်ဒါ queen လည်းမှာဆိုလက်ခုနပြောလို့အများကြီးရှိတယ်ဒါ tyson မှာဆိုလက်ကစားသမားတွေရှိတယ်တောင်မန်မှာဆိုလက်အားငယ်စရာမလို့စာကာတို့လူကစားသမားမျိုးတွေရှိတယ်ဒါလက်ရှိမှာဒီနေ့မှာဒါကျွန်တော် update ထွက်လာတဲ့ chart တိကလေးရတော့ပြောနေတာဗျခုနပြောလို့ပဲဒါကျွန်တော်တို့ခါတိုင်းနေ့ဒီမှာဆိုတော့ဒါအသင်းတသင်းနဲ့တသင်းဒါမှမဟာဒီကောင်တွေကဒါ chelsea နဲ့ arsenal နဲ့မတဲဘူး chelsea နဲ့ united နဲ့မတဲ ်ဒါ Liverpool နဲ့ United နဲ့မတည့်ဒါပေမဲ့အခုလက်ရှိမှာကစားသမားတွေအကောင်းဆုံးအချက်ကဒါမျိုးတွေမရှိဘူးသူတို့အနေနဲ့ဒါကြောင့် club အသင်းရဲ့ injury ကို club အသင်းမှာပဲထားခဲ့ပြီးဒါကျွန်တော်တို့နိုင်ငံအသင်းမှာနိုင်ငံအသင်းကိုထပ်ပြီးတွေ့ဒါဒါခုနကပေါ်ခုနောက်ပိုင်း chart တွေကိုကျွန်တော်အကြိုက်ဆုံးအချက်ပဲသူတို့အနေနဲ့ခုနကပေါ်လို့ professional sign လို့ပဲပြောအောင်ပေါ့နော်အရင်တော့ကလူတွေကဒါကျွန်တော် professional ဒါခုနကပေါ်လို့ပဲဒါကျွန်တော်တို့ business is business personal is personal ဟိုအရင်တော့ကစားသမားတွေသိမ့်မကွဲဘူး မမဲ့ရတာကျွန်တော်တို့အခုချိန်လေးမှတ်မိတာကဂျရန်နဲ့လမ်ဘတ်တို့နောင်တရဆုံးကသူတို့နေနေအခုလက်ရှိမှာသူတို့မာနာတွေထားခဲ့လို့အင်္ဂလန်ရောက်တဲ့နေရာမရောက်ဘူးဆိုတော့သူတို့အမြဲတမ်းတွေ့ဒီဘက်ခံလိုက်အကိစ္စနဲ့ပတ်သက်ပြီးသူခဏခဏသူပြောတယ်သူနောင်တရအားရတယ်သူနေနေတာဒီပို့ပြီးတော့တခြားကစားသမားရဲ့သူ walk ပို့ပြီးမလုပ်ခဲ့တယ်သူအရင်နောင်တရရတယ်အဲ့တော့ဒီနှစ်မှာကစားသမားတွေမှာအဲ့ဒါနဲ့ပတ်သက်ပြီးဒါအပြစ်မရှိဘူးမြင်တယ်ဘာလို့ကစားသမားတွေအခုလက်ရှိမှာညီတယ်မှာလည်းပြချပါမယ်တစပါသိရတယ်ကျွန်တော်တို့လက်ရှိ Harry Kane နဲ့ဒါကျွန်တော် Declan Rice ဆိုလဲညီကိုလေးပါဟာဟီဟာဟူးပဲဖြစ်နေပေါ့တလက်ရှိမှာဒါကျွန်တော်တို့ဟိုနောက်ဆုံး ဟိုအခြေအနေအရနောက်ဆုံးသွားနေတဲ့ပုံစံဒီအရဆိုရင်တော့တတယောက်တယောက်အကုန်တည်းအခုလက်ရှိမှာဗျာဒါကျွန်တော်တို့ဟို leadership တင်းမှာဆိုတာလုံးဝအသိမတူတဲ့ကစားသမား9ယောက်ကိုစုပြီးသူ leadership လုပ်ထားတယ်အဲ့တော့သူချက်ကိုတန်းကလက်ရှိမှာသူကိုယ်တိုင်က discipline အရန်ကောင်းတဲ့ဒီပြဖြစ်တော့ကျွန်တော်ဒီနှစ်မှာတော့တခုခုပေါ့နော်ကျွန်တော်ကဘာဖလာတော့ ကျွန်တော်အနေနဲ့အရန်ခတ်မယ်လို့မြင်တယ်။ဘာလို့လဲဒီနှစ်တည်းမှာကမ္ဘာဖလားကိုဝင်လာတဲ့ qualifier မှာတောင်မှစောက်ရမ်းချမ်းနေတဲ့ movement တွေကိုတွေ့ရအောင်။မလရှိမှာ Portuguese ဆိုတဲ့နောက်ဆုံး movement ကြီးစော်ခဲ့ရတယ်။အခုလက်ရှိမှာ Kaunpei ဆိုတဲ့အသင်းတွေ Sweden တက်ရှိမှာဒါကျွန်တော် Isat တို့ Yogres တို့လို့ရှိတယ်ဒါ Sweden ဆိုရဲဒီနှစ်မှာတိုင်ပတ်ခဲ့တယ်။အခုလက်ရှိမှာ Italy ဆိုတာကျွန်တော် Norway Helling Haaland တို့အုပ်စုဒါကျွန်တော်ကမ္ဘာဖလားကိုတက်မယ်။အဲ့တော့လက်ရှိမှာကမ္ဘာဖလားနဲ့ပတ်သက်ပြီးအခုလက်ရှိမှာ Tripero တို့ Ireland တို့ဒါ qualifier ဝင်သွားပြီ။အဲ့တော့ပြောချင်တာဗျာကမ္ဘာဖလားအနေနဲ့ဒါကျွန်တော်တို့ခရိုင်းနဲ့တင်တဲ့ဒီတဲ့ပို့ပြီးကပြီးတော့ Tom America တက်လာမယ်ကောင်းလေးရှိတယ်။ Tom America နဲ့ ေကြမ်းကြမ်းတန်းတန်းတော့ဝုန်းနိုင်ဝုန်းနိုင်အဲ့တော့အင်္ဂလန်သင်းရဲ့ပရိသတ်တယောက်အနေနဲ့ဆိုကျွန်တော်လက်ရှိမှာကမ္ဘာပလောက်တော့အရန်တော့မမျော်လင့်ဘူးဒါပေမဲ့တောမက်တူချဲရှိတော့ကျွန်တော်ဒါခုနကပြော expectation တကူတော့ထားတယ်တောမက်တူချဲလက်ရှိမှာကမ္ဘာပလာပြီးရင်သူ့နဲ့စာရုပ်တန်တန်းကိုပြီးဆိုသူ့နဲ့ယူရိုထက်ယူအုံးမှလားထက်ဆော့အုံးမှလားကျွန်တော်ထက်ကြည့်ရမယ်တဲ့မှာပါတယ်ပြီးယူရိုကြရင်တော့ဒါခုနကပြောအင်္ဂလန်မှာဖြစ်တဲ့ကြောင့်ကိုရီနဲ့ယူရိုကတော့အေးစစ်စစ်တော့ကြည့်လို့ရတယ်ဘောနော Wembley မှာ final ကမ်းမှာဖြစ်တဲ့ကျွန်တော်တို့ hype တော့ဖြစ်တယ်ဒါပေမဲ့ခုနကပြောသူပဲလက်ရှိမှာကျွန်တော်အင်္ဂလန်သင်းနဲ့ပတ်သက်ရင်တော့အမြင်နဲ့မှာပဲဒါရာသီချူချီစမ်းပွဲတွေအမြင်နဲ့တော့ဟုတ်နေတာပဲပြဿနာ ားပြသီးလားအဲ့လိုတော်နမန့် style ပွဲတွေကလေခင်ဗျာရမှတ်သုံးမှတ်ပွဲတွေနဲ့မတူတဲ့ဥစ္စာတော်တော်လေးကိုဆိုးတယ်ဗျအဲ့ဒီခန်းစားချက်ကအရန်အရန်တော်တော်လေးကိုဟို feature တဲ့ဥစ္စာပေါ့နော်ဘာလို့လဲဗျတပွဲသူကတော့တောင်းလျှောက်ကောင်းလာခင်ဗျာပြီးပြီတပွဲရှုံးကခင်ဗျာချက်ချင်းထွက်ပဲကမ္ဘာဗလာကုနာပေါ့ကျွန်တော်ခါကျရင်ကုနာပေါ့အမတ်ပြီးစရာတွေပိုင်းနဲ့ကျွန်တော်သဘောကျတယ်ခင်ဗျာမောင်နည်းနည်းလေးမှားပိုင်ခွင့်ရှိတယ်ဗျာဒါပေမဲ့ ခင်ဗျာအဲ့ဒီတော်နာမန့်နဲ့ပတ်သက်ရင်ဘယ်တော့မှအဲ့ဒီနေမှာပေါ့နော်တူတူချယ်ကဒါကျွန်တော်အင်္ဂလန်ကိုဘယ်လိုမျိုးဆွဲတင်ပေးသွားနိုင်မလဲအခုလက်ရှိမှာခုနကပြောကျွန်တော်အင်္ဂလန်နဲ့ပတ်သက်ပြီးဒါအခုလက်ရှိမှာဒါကျွန်တော်တို့ reasoning ပေးလို့မရတော့ဘူးပေါ့နော်ဒါမြန်မာပြည်မှာတော့အင်္ဂလန်ပြည်သက်အများဆုံးထင်ပါတယ်ကျွန်တော်ထင်ပါဦးကျွန်တော်အဖေနဲ့ကျွန်တော်တို့ဒါအင်္ဂလန်ပြည်သက်ချင်းတူတယ်ကျွန်တော်ကြည့်ကြည့်နေအင်္ဂလန်ပြည်သက်တော်တော်လေးကိုများတယ်ပေါ့နော်ဒါအင်္ဂလန်ပြည်သက်တွေများမယ်ကျွန်တော်ထင်တယ်မြန်မာပြည်မှာအင်္ဂလန်ပြည်သက်များတယ် Germany များမယ်ထင်တယ် Argentina ရယ် Messi ကြောင့်မလို့ Argentina ရှိရင်ရှိမှာပေါ့နော်ဒါခုနကပေါ်တူဂီများမယ် Cristiano Ronaldo ကြောင့်မလို့အဲ့တော့ ကျွန်တော်ထင်တာကတော့အင်္ဂလန်ပြည်သက်ကလည်းမြန်မာပြည်မှာအများဆုံးရှင်ပါအဲ့တော့ကိုရီးနဲ့တာတိခောက်တတာကျွန်တော်တို့နိုင်ငံအသင်းတွေတော့တူသွားပြီပေါ့ဗျာခုနကပြောသူပြအဲ့တော့ဟိုကျွန်တော်ခုနကပြောသူကဘာဗလာရောမဟုတ်ဘူးကျွန်တော်တို့ဒါယူရိုတုန်းကဒါကိုမင်းတို့နဲ့ကျွန်တော်နဲ့အဲစခဲ့နောက်ခဲ့တာပေါ့နော်အဲ့တော့မမေ့ရပါပဲကျွန်တော်တို့အချင်းချင်းဒါဗီဒီယိုပြုပြလိုက်ပြီးတော့ဒါစောက်ွက်ပြောင်းခဲ့သေးတယ်အခုတော့ဒါကြောင့်ကဘာဗလာတော့တစ်ဖက်ပြန်လာတာဒီကဘာဗလာတော့ကိုနည်းကြည့်ဘူးမလွယ်ပေါ့အဲ့တော့ကိုမကြည့်တဲ့ကဘာဗလာမှာပဲအင်္ဂလန်ဗလာရသွားရင်တော့ပျော်စရာပေါ့နော်ဒါပေမဲ့အင်္ဂလန်ဒီနှစ်မှာကဘာဗလာတော့မလွယ်ပါဘူးဒါပေမဲ့သောမက်ဆူချေကိုကျွန်တော်ယူမယ်ကစားသမားတွေလည်းယူမယ် ဒီနှစ်မှာဒါခုနပြောလို့ပဲကိုရီတွေနဲ့ပြန်ကြည့်မယ် Star Power ကတော့ဒါကျွန်တော်ပေါ်တူဂီတို့ဒါအကုန်ကောင်းနေတာပဲပြဟုတ်တယ်မှာ qualifier ကိုတက်လာတဲ့ကောင်အကုန်ကောင်းနေတာပဲဒါဘာလို့မဆိုအကုန်လုံးအောင်ဆောင်ကြတာဘောလုံးဆိုလုံးနေတာဘာမှမဆိုဖြစ်နေကျွန်တော်ကဒီနှစ်ကတော့အင်္ဂလန်ကိုမျောလင့်မိတယ်ဒါပေမဲ့အခုချိန်ကြီးတော့ကိုပွဲတွေကိုတည်ဆောင် Thomas Tuchel လက်ထက်မှာကျွန်တော်ပွဲကြည့်တာဒါအပြင်မှာတပွဲကြည့်တယ်ဒါ TU မှာနှစ်ပွဲလားသုံးပွဲအတူတည်းလား၈ပွဲမှာသူ၃ပွဲလားမသိကျွန်တော်ကြည့်ဘူးတယ်ဗောနော်30%နဲ့40%ပဲကြည့်ဖြစ်တယ်ဗောနော်ပြီးတော့ highlight တွေတော့ကြည့်ဖြစ်ပါတယ်ဒါပေမဲ့ခုန highlight ကြည့်ပြီးတော့ကျွန်တော်နေတော့မ follow ခြင်းခင်ဗျားတို့ဘာလို့ follow မှာလဲအချိန်ပေးရတာလဲခင်ဗျားတို့လည်းမတတ်အောင်ကိုမိနစ်ဗီဒီယိုကြီးကျွန်တော် highlight ပဲပြခင်ဗျား မှ highlight ပြန်သွားကြည့်မှာဘာလို့မှကျွန်တော်ဗီဒီယိုကြည့်ပြီးအဲ့တော့ဒီလောက်ပဲပေါ့နော်မြန်မာလက်ကလက်ဖို့မမီဂျာပါနဲ့ကိုမြန်မာကလက်မှမြန်မာနိုင်ငံမှာဖြစ်ပါတယ်အားလုံးကျွန်တော်တို့မှာကောင်းမွန်တော်ဒီနေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှတွေ့ကြတာပေါ့ဒီပေါ့ပါ